မဲလာမထည့်ဘူးပေါ့နော်ဟိုဆက်ညင်းတဲ့လူတွေပေါ့တော်တဲ့လူတွေကနေပြီးတော့တိုက်တွန်းနေသလိုမလားယူယူကပေါ့အတိမတ်မပြူဘူးမဲသွားမထည့်လဲဆိုရင်နော်လူတွေကမဲမထည့်ပဲနေပြည်ထောင်စုတက်ခိုင်းတဲ့ဖွေဖွေပါတီကပြည်ခိုင်ဖြိုးမာတော့သူ့လူရှိတယ်သူ့ထောက်ခံနေတဲ့လူရှိတယ်သူ့လူထောက်ခံတဲ့လူကလာပြီးတော့မဲလာထည့်လိုက်ကျန်တဲ့လူတွေကမထည့်ဘူးဆိုလို့ရှိရင်သူတို့ကြီးပဲကုန်နေတော့ပါ ဒေါက်တာအနေနဲ့ပေါ့နော်ဒီနေပြီးတော့စပူတီဗီမြို့နယ်ကပြည်သူတွေနဲ့အတူဒီမြန်မာနိုင်ငံတဝမ်းလုံးကပြည်သူတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမှားစကားလေးပြောကြပေးပါဦးဒေါက်တာအဲပြောတင်တဲ့အမှားစကားကတော့လိုတိုရှင်းပြောလိုက်ရင်တော့အားလုံးမဲလာထဲကြမှာလို့ပြောခြင်းတယ်အဲဒါမဲ့ဒီစကားပြောတဲ့နောက်ကမှအကြောင်းချင်ရလို့ရှိတယ်ပေါ့နော်အဲ့ဒါဘာအကြောင်းချင်ရလဲဆိုတော့လက်ရှိမှာဒီပါတီထဲမှာအင်အားကြီးဆုံးပါတီဟာ ူတောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီနော်ပြည်ခိုင်ဖို့ပါတီနော်ကျန်တဲ့ပါတီလေးပါတီတွေကအခုတော့အင်အားမကောင်းအဲ့တော့ရေဘူးအားဖြင့်ပြည်မယ်ဆိုလို့ရှိရင်မဲလာမထည့်ဘူးပေါ့နော်ဟိုဆန့်ကျင်တဲ့လူတွေပေါ့တော်တဲ့လူတွေကနေပြီးတော့တိုက်တွန်းနေသလိုမလားယူယူကပေါ့အတိမတ်မပြူဘူးမဲသွားမထည့်လဲဆိုရင်နော်လူတွေကမဲမထည့်ပဲနေပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကပြည်ခိုင်ဖြိုးမှာတော့သူ့လူရှိတယ်သူ့ထောက်ခံနေတဲ့လူရှိတယ် သူ့လူထောက်ခံတဲ့လူကလာပြီးတော့မဲလာထက်လိုက်ကျန်တဲ့လူတွေကမထည့်ဘူးဆိုလို့ရှိရင်သူတို့ကြီးပဲအကုန်နိုင်တော့အဲ့တော့သူတို့ကြီးပဲအကုန်နိုင်သွားတော့ကောင်းလာဆိုလာလို့ပြောရရင်ဘယ်နိုင်ငံလွတ်တော်မဆိုအစိုးရမဆိုနော်အဲ good opposition ပေါ့အတိုက်အတိုက်ခံကောင်းပေါ့နော်အတိုက်ခံကောင်းကနိုင်ငံတကာနိုင်ငံမှာရှိလို့ရှိရတယ်အဲ့တော့ check and balance ပေါ့နော်ဒါကအပြန်အလှန်ထိန်းကြည့်တာပေါ့နော်ဒါကလိုတယ်အဲ့တော့ အတိုက်ခံကောင်းဆိုတာလည်းအတိတ်ပဲဖွင့်ဖွင့်စရာရှိတယ်နော်အစိမ့်လို့တည်းများအနည်းရမကောင်းမှုအနည်းလို့တည်းများအစိမ့်ရမကောင်းမှုဆိုတာမျိုးမဟုတ်ဘူးအဲ့ဒါမှားတယ်နော်အစိမ့်လို့တဲ့အထက်မှာကောင်းတာရှိရင်အနည်းရထောက်ခံရမယ်အနည်းလို့တဲ့အထက်မှာကောင်းတာရှိရင်အစိမ့်ရထောက်ခံရမယ်အဲမကောင်းတာရှိရင်ဒါဆန့်ကျင်တယ်အဲ့လိုကသာ good to opposition ပေါ့အတိုက်ခံကောင်းပေါ့အတိုက်ခံကောင်းဆိုတာကသူကရှိရတယ်အဲ့တော့ဟိုအမေရိကန်ပြည်တော်စုမှာလည်းပဲဒါက လေ့လာမယ်ဆိုရင်သိနိုင်တယ်တချို့ကိစ္စတွေမှာဟာလာဒီဒီဟာလာ republican ပေမဲ့ democrat ဒီဘက်ကမှန်နေတယ်ရင်မှန်လာပူပေါင်းပြီးတော့အဆိုးထောက်ခံလိုက်ရှိအဲ့တော့ပြောချင်တာကအဲ့လိုအတိုက်ခံရှိမှနော်တိုင်းပြည်ကတိုးတက်မှာအတိုက်ခံမရှိဘဲနဲ့ဟာလာထင်ရလုံးတဲ့ကာလတွေမှာနော်တိုင်းပြည်ကဟာလာခြောက်ထဲကိုရောက်တဲ့တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဟာလာ အဲ့ဒါကပြခိုင်ဖို့အာဏာရသွားလေပြခိုင်ဖို့ကိုမှားတာရှိရင်ထောက်ပြနိုင်ဖို့နော်အတိုက်ခံကောင်းလို့တယ်လက်ဒါတို့တော့လက်ရှိမြန်မာပြည်ရဲ့အနေထားကြတော့အစိုးရဖွဲ့ကြတော့ညွန်ပေါင်းလိုပုံစံမျိုးကဖြစ်လေပိုကောင်းနေတယ်နော်အားလုံးပါမှာ inclusive ပေါ့နော်ခိုင်ရင်သားတွေလည်းပါမယ်နော်အဲပါတီပေါင်းစုံလည်းပါမှာလက်ရှိမြန်မာနိုင်ငံရဲ့ပြဿနာတွေဟာပြည်လည်မဲ့လို့ဥပမာယူဆတယ်အဲ့တော့အဓိကအလို့ဖြစ်ဖို့ကဘာလဲဆိုတော့ဘူတွေအားလုံးမဲလာပြီးတော့နော် ထည့်လိုက်လို့ရှိရင်နော်တပါတီတွေကနေပြီးတော့လွှမ်းမိုးတာသူနိုင်နိုင်မှာပေါ့နော်သို့တော့တပါတီတွေကအပြတ်အတိုက်ခံမရှိဘဲနဲ့လွတ်တော်တစ်ခုလုံးသူ့လူတွေကြီးပဲဆိုရင်တော့တိုက်ပြီးအနာဂတ်ကမလောက်ဒါကြောင့်မလို့ပြည်သူတွေကိုပြောချင်တာကတော့မဲလာထဲကြပါလို့စပူတီရလူတို့ပေါ့နော်တနိုင်ငံလို့အဲ့ဒါလေးတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ကိုလိုမျိုးတည်ချင်တာရေးဖြေချပေးတဲ့ဒေါက်တာကိုကျေးဇူးတင်ပါတယ်ရှင်အဲဟုတ်ပါပြီတင်ပါ